တမိုင်းရဲ့အမောင်တို့တွေကပျောက်ဆုံးနေတဲ့မြမရှုဝတ်ချက်ရှစ်ချက်မြမတမိုင်းရဲ့ကြီးကျယ်ခမ်းနားတဲ့မြို့တော်ဟောင်းတွေဟာဘလို့အကြောင်းရင်းတွေနဲ့ရုတ်တရက်ပျောက်ကွယ်သွားခဲ့တာလဲရတနာတွေကရောဘယ်ရောက်သွားတာလဲအခုပေါ်ပြမယ်အချက်ရှစ်ချက်ကတော့တရေခိတရာလိုမြို့ဟောင်းတွေရဲ့ရှုဝတ်စမ်းကြတဲ့နန်းတော်နေရာတွေကနေတောင်ကိုခေမြို့ရိုးတည်ဆောက်မှုတွေထဲကသွေးစွန်ခဲ့တဲ့ရာဇဝင်အထိအပြေမထွက်သေးတဲ့မြမတမိုင်းဝင်ပဟေလိတွေကိုပေါ်ထုတ်ပြသသွားမှာပဲဖြစ်ပါတယ် နံပါတ်1ပျောက်ဆုံးသွားတဲ့တရေခိတရာယတနာများရဲ့ရှုဝတ်ချက်ပြူမျိုးဟောင်းဖြစ်တဲ့တရေခိတရာဟာလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်ကလေးကတည်ရှိခဲ့တဲ့မြမာပြည်ရဲ့ရှေးအကြဆုံးမြို့တော်တွေကတစ်ခုပါဒီမျိုးရဲ့ခမ်းနားမှုနဲ့ကျွဲဝါချမ်းသာမှုတွေကိုဖျားစီဒီပထိုးတွေနဲ့ရှေးဟောင်းပစ္စည်းတွေကတက်သေးပြနေပါတယ်ဒါပေမဲ့အင်တန်အရေးကြီးတဲ့မိကုံးတစ်ခုကတော့မြို့ရဲ့နန်းတော်နေရာအတိအကျဟာဘယ်နေရာမှာလဲဆိုတာယနေ့တိုင်အောင်အပြေမထွက်သေးတာပါပဲ။ တမိုင်းပညာရှင်တွေဟာမျိုးရိုးအပြင်ဘက်ကနေရှာမညတကားတွေအထိရှာဖွေတွေ့ရှိထားပေမဲ့နန်းတော်ရဲ့တည်နေရာကိုတော့လုံးဝပျောက်ဆုံးနေစေဖြစ်ပါတယ်။တရေခိတ္တရာမျိုးဟာရုတ်တရက်စွန့်ပစ်ခံခဲ့ရတယ်လို့ယုံကြည်ရပြီးဒီလိုစွန့်ခွာသွားခဲ့တဲ့အခါဗန္နာတိုက်တွေကယတနာတွေရွှေတွေကြောက်မြတ်ယတနာတွေဟာဘယ်ကိုရောက်သွားခဲ့တာလဲဆိုတဲ့ရှုပ်ဝှက်ချက်ကတော့နှစ်ပေါင်းများစွာကြာလာတဲ့အထိမဖြေရှင်းနိုင်သေးပါဘူး။ဒဏ္ဍာရီတွေအရတော့ဘရင်တွေဟာနန်းတော်နဲ့ဗန္နာတိုက်ကိုမြေအောက်လှိုင်ကောင်းတွေထဲမှာရှုပ်ဝှက်မြုပ်နှံထားခဲ့တယ်လို့ဆိုကြပါတယ် နံပါတ်1ပကံခိရဲ့တိတ်ဆိတ်သွားတဲ့အနုပညာရှင်ရွာပကံခိရဲ့ခန်းနာထဲဝါမှုကိုဇေဒီပထိုးတွေပေါ်ကအနုပညာလက်ရာတွေနဲ့နယံစေးရေးပကြီးတွေကတက်တည်ပြနေပါတယ်ဒီလက်ရာမြောက်တဲ့ဖန်တီးမှုတွေကိုဖန်တီးခဲ့ကြတဲ့ပညာရှင်တွေဟာပကံမြို့ဟောင်းနဲ့မနီးမဝေးမှာရှိတဲ့ရွာတရွာမှာစုစည်းနေထိုင်ခဲ့ကြပါတယ်ဒီရွာဟာပကြီးပပုအင်္ဂလိပ်ပညာရှင်တွေစုဝေးရာဗဟိုချက်မှဖြစ်ပြီးပကံရဲ့အနုပညာအမွေအနှစ်တွေဖန်တီးရာအဓိကနေရာဆိုလဲမမှားပါဘူး ဒါပေမဲ့အထူးစားဆုံးအချက်ကတော့ဒီအမှုပညာရှင်ရွာဟာရုတ်တရက်ဆိုသလိုလူသူရှင်းပြီးပျောက်ွယ်သွားခဲ့ခြင်းပါပဲဒီအမှုပညာရှင်ရွာတိတ်ဆိတ်သွားရတဲ့အကြောင်းရင်းကတော့အပြေမထွက်သေးတဲ့ပခေလီတစ်ခုလိုပါပဲတချို့တမိုင်းအစိုးရအရဆိုရင်ပကံရဲ့ဩဇာအာဏာကျဆင်းလာခြင်းဒါမှမဟုတ်တရုတ်မြန်မာစစ်ပွဲတွေကြောင်းအမှုပညာရှင်တွေဟာဘေးအန္တရာယ်ကနေရှောင်ရှားဖို့အတွက်တနေရရာကိုရွှေ့ပြောင်းသွားခဲ့တယ်လို့ယုံကြည်ကြပါတယ် ဒါပေမဲ့တချို့တန်တာရီတွေကတော့အနုပညာရှင်တွေကိုဘယင်တပားရဲ့ကျင်စာကြောင့်ဒါမှမဟုတ်ရှုပ်ဝတ်စမ်းကြတဲ့ယောဂဝေဒနာတစ်ခုခုကြောင့်တရွာလုံးအသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်ထိရွာခေါင်းရဲ့တည်နေရာကတော့ရှုပ်ဝတ်ချက်တစ်ခုအနေနဲ့ကြံရှိနေစေဖြစ်ပါတယ်။နံပါတ်3ညီတဲ့မြို့ဟောင်းနဲ့ရံပွဲကြောင့်ကျင်စာတင်ခဲ့တဲ့မိသားစု မြေထဲမြို့ဟောင်းရခုအောင်လံမြို့အနီးဟာတမိုင်းဝင်အမွေနှစ်တွေနဲ့ပြည့်နှက်နေတဲ့နေရာဖြစ်တယ်လို့ရှုတ်ဝတ်စမ်းကြည့်တဲ့တနာရီတွေနဲ့ပါနမေကျော်တဲ့မြို့ဟောင်းတစ်ခုပါဒီမြို့ဟောင်းကိုစွန့်ပစ်ခဲ့ရတဲ့အဓိကအကြောင်းရင်းကိုဘယ်သူမှအတိအကျမသိပေမဲ့ဒေသခံတွေကြားမှာတော့စိတ်ဝိညာဉ်နဲ့ဆိုင်တဲ့အယူအဆတွေကပိုပြီးခိုင်မာနေပါတယ် ဒီအယူအဆတွေကမြို့ဟောင်းအုပ်ချုပ်သူတွေဒါမှမဟုတ်အင်အားကြီးမားတွေမိသားစုတခုဟာရံပွဲတခုကြောင့်ဘဝကိုဆုံးခန်းတိုင်ခဲ့ရပါတယ်။ဒီရံပွဲကြောင့်ပဲမြို့တော်ဟာကျင်းစာတင့်ပြီးမကောင်းဆိုးဝါးတွေဝင်ရောက်လာခဲ့ကာဒီမိသားစုရဲ့ဝိညာဉ်တွေဟာအိမ်တော်ဟောင်းတွေနဲ့မြို့ရိုးနေရာအချို့မှာကြံ့ရစ်နေပြီးညာဘက်ဆိုရင်တော့မြို့ဟောင်းကိုခြောက်လှန့်နေခဲ့ပါတယ်။ ဒေသခံတွေကလည်းထူဆန်းတဲ့အတန်တွေနဲ့လူရိပ်တွေကိုမကြာခဏတွေ့ရတယ်လို့ဆိုကြပြီးတရဖြစ်ပြက်တွေဟာမြို့သူမြို့သားတွေအားလုံးကိုကြောက်ရွံ့စေကနောက်ဆုံးမှာတော့မြို့ကိုစွန့်ခွာသွားစေခဲ့တဲ့အဓိကအကြောင်းရင်းဖြစ်လာတယ်လို့ဒဏ္ဍာရီတွေကဖော်ပြကြပါတယ်။နံပါတ်၄ရတနာပူရအင်းဝါရဲ့နန်းတော်လေးကရှိုးဝအခန်းရတနာပူရခေါ်အင်းဝါမြို့ဟောင်းဟာမြမသမိုင်းမှာမတူညီတဲ့အချိန်ကာလလေးခုအထိမြို့တော်အဖြစ်တည်ရှိခဲ့ပူပါတယ်။ အင်းဝါရဲ့မျိုးရိုးတွေနဲ့ကြံရှိနေသေးတဲ့နန်းတော်အပြက်စီးတွေဟာခမ်းနားတဲ့သမိုင်းကိုတက်တည်ခံနေပေမဲ့ဒီသမိုင်းထဲမှာအပြေမထွက်သေးတဲ့ရှုပ်ဝက်ချက်တွေရှိနေသေးပါအဲ့ဒီထဲကမှတခုကတော့နန်းတော်ဟောင်းထဲမှာမတိမမြင်ရသေးတဲ့ရှုပ်ဝက်အခန်းတစ်ခုရှိတယ်ဆိုတဲ့တဏှာကြီးပဲဖြစ်ပါတယ်သမိုင်းဆိုင်ရာအဆိုတွေအရရှင်းမြမဘရင်တွေဟာအရေးကြီးတဲ့ယန္တနာဘန်နာတွေတန်ဘိုးကြီးလက်နက်တွေဒါမှမဟုတ်မျိုးရဲ့ရှုပ်ဝက်ကျင်စာတွေကိုဖွက်ထားဖို့အတွက်နန်းတော်ရဲ့မြေအောက်မှာရှုပ်ဝက်အခန်းတွေလှိုင်ကောင်းတွေကိုဖန်တီးခဲ့ကြပါတယ် အင်းဝနန်းတော်ထဲမှာလည်းအဲ့ဒီလိုရှုပ်ဝက်အခန်းတစ်ခုဟာပြင်ပကဘာနဲ့လုံးဝအဆက်အသွယ်ပြတ်နေစေဖြစ်ပြီးဝင်ပေါက်ကိုရှာမတွေ့အောင်ဖုံးကွယ်ထားတယ်လို့ယုံကြည်ချက်တွေရှိပါတယ်။နံပါတ်၅ရွှေဘိုမြို့ဟောင်းနဲ့တိုက်စိတ်သွားတဲ့ပုံစံနဲ့ဆင့်ကောင်းပေါင်မင်းဆက်ကိုတီထောင်ခဲ့တဲ့ဘရင်အလောင်းဖျားဥအောင်ဇေယျရဲ့မြို့တော်ဖြစ်တဲ့ရွှေဘိုမြို့ဟောင်းဟာခမ်းနားတဲ့တမိုင်းတွေနဲ့ပြည့်နှက်နေပါတယ်။ရွှေဘိုဟာမင်းနေပြည်တော်အဖြစ်ကြာရှည်စွာမတည်ရှိခဲ့ပေမဲ့မြို့တည်စဉ်ကလေးကတမိုင်းဝင်ရှုပ်ဝက်ချက်တွေရှိခဲ့ပါတယ်။ အဲ့ဒီတဲကမှတနအီစံတဲ့တခုကတော့မြို့တော်ရဲ့နန်းတော်အောက်မှာပုံဆက်နှဆင်းဆိုတဲ့မြေအောက်ထပ်ရှုပ်ဝတ်လှိုင်ကောင်းကြီးတခုရှိတယ်ဆိုတာပါပဲဒီပုံဆက်နှဆင်းဆိုတာဟာဘရင်နဲ့တော်ဝင်မိသားစုရဲ့ဗန္နာတိုက်တွေရှုပ်ဝတ်ဆွေးနွေးပွဲတွေဒါမှမဟုတ်မြို့ပြအခက်ခဲကြုံတဲ့အခါထွက်ပြေးဖို့အတွက်ဖန်တီးထားတဲ့ရှုပ်ထွေးလာတဲ့မြေအောက်စနစ်ဖြစ်ပါတယ်ဒီပုံဆက်နှဆင်းရဲ့တည်နေရာဟာယနေ့ထိတိုင်အောင်ပျောက်ဆုံးနေဆဲဖြစ်ပြီးရွှေဘုံမြို့ရဲ့အကြီးမားဆုံးသောရှုပ်ဝတ်ချက်တွေတဲကတခုအဖြစ်ကြန့်ရှိနေဆဲဖြစ်ပါတယ်နံပါတ်6 တောင်ကိုခေနမ်းမြို့ရိုးရဲ့အနက်ရှိုင်းဆုံးရှုပ်ဝတ်ချက်ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့ခေဖြစ်တဲ့တောင်ကိုခေနမ်းမြို့တော်ရဲ့မြို့ရိုးတွေဟာကြီးကျယ်ခမ်းနားတဲ့တမိုင်းကိုပိုင်ဆိုင်ထားပါတယ်ဒီလိုကြီးမားတဲ့မြို့ရိုးကြီးတွေတည်ဆောက်တဲ့အခါမှာအသက်ရှိသူတွေကိုမြှောက်နှံပြီးမျိုးဆောင်နဲ့အဖြစ်ကိုးကွယ်တဲ့အယူအဆဟာရှေးခေတ်မြန်မာဘုရင်တွေကြားမှာထွန်းကားခဲ့တယ်လို့တမိုင်းဝင်အစိုးရရှိခဲ့ပူးပါတယ်ဒါကြောင့်တောင်ကူမြို့ရိုးကြီးတိဆောက်စင်ကလည်းဒီလိုလူသားရစ်တွေပေးခဲ့ဘူးသလားဆိုရင်မိကုန်းကဗဟေလေးတစ်ခုလိုကြန့်ရှိနေသေးပါ ဒီအယူအဆအရမျိုးရိုးကိုပုံမခိုင်ပါစေဖို့နဲ့ဘေးအန်ဒရယ်ကနေကာကွယ်ပေးဖို့အတွက်နန်းမျိုးရိုးရဲ့အဓိကနေရာတွေမှာအသက်ရှင်နေထည့်သွင်းမြုပ်နှံခဲ့တဲ့သူတွေရှိခဲ့ဖူးပါတယ်။ဒီလိုမျိုးဆောင်နဲ့အပြင်ရွေးချယ်ခံရတဲ့သူတွေဟာတော်ဝင်မိသားစုဝင်တွေဒါမှမဟုတ်မျိုးရည်ကုန်တည်ရရှိသူတွေဖြစ်နိုင်တယ်လို့တာမန်လူတွေလည်းဖြစ်နိုင်ပါတယ်။အခုချိန်ထိတောင်ငူမျိုးဟောင်းနာကဒေသခံတွေကြားမှာညာဘက်ဆိုရင်မျိုးရိုးတွေနားမှာထူးဆန်းတဲ့အတန်တွေကြားရတယ်လို့ပြောဆိုမှုတွေရှိနေသေးပါ။နံပါတ်1 ပျောက်ဆုံးနေတဲ့မွန်ခမာမြို့ဟောင်းနဲ့မိုးကြိုးပစ်ခံရတဲ့ရာဇဝင်မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်အပောင်းဝင်အရှေ့ပိုင်းဒေသတွေမှာမွန်ခမာလူမျိုးစုတွေရဲ့ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအကျွမ်းကျန်တွေရှိနေသေးတယ်လို့တမိုင်းပညာရှင်တွေကယုံကြည်ကြပါတယ်ဒီထဲကမှဒနာယီစံနဲ့ဇလန်းတို့ကတော့မိုးကြိုးပစ်ခံရပြီးမြေအောက်ကိုနစ်မြုပ်သွားခဲ့တဲ့မွန်ခမာမြို့ဟောင်းရဲ့ဇလန်းပဲဖြစ်ပါတယ် ဒီမျိုးဟာအင်တန်ခန်းနာကြီးကျယ်ခဲ့ပေမဲ့ဒေတာကန်တွေရဲ့ပြောစကားအရတော့မြို့သူမြို့သားတွေဟာဘာသာရေးနဲ့လူမှုရေးဆိုင်ရာစည်းကမ်းတွေကိုလိုက်နာမှုမရှိခဲ့ကြတဲ့အတွက်ဒီလိုကျင့်ဝတ်တွေမညီတဲ့လုပ်ရက်တွေကြောင့်မြတ်တေဝါတွေရဲ့အမျက်ဒေါသကိုခံခဲ့ရပြီးနောက်ဆုံးမှာတော့မြို့တော်ဟာမိုးကြိုးပစ်ခံခဲ့ရပြီးတစ်မျိုးလုံးရုတ်တရက်ညီအောက်ကိုနစ်မြုပ်သွားခဲ့ပါတယ်ဒီမျိုးဟောင်းရဲ့တိကျတဲ့တည်နေရာကိုရှာဖွေတွေ့ရှိခြင်းမရှိသေးပေမဲ့ဒေသခံတွေဟာတချို့သောတောင်ကုန်းတွေဒါမှမဟုတ်လေကွင်းတွေနားမှာညာဘက်ဆိုရင် ထူးဆန်းတဲ့အလင်းရောင်တွေပေါ်လာတာမျိုးမြေကြီးအောက်ကနေထူးခြားတဲ့အတန်တွေကြားရတာမျိုးတွေနဲ့မကြာခဏဆိုသလိုကြုံတွေ့ရတတ်တယ်လို့ဆိုကြပါရယ်။နံပါတ်၈မင်းကုန်းပထိုးတော်ကြီးနဲ့၎င်းကိုစွန့်ခွာသွားစေတဲ့ပညာရှင်။အေယာဝတီမြေကမ်းဘေးမှာထဲဝါစွာမပြီးဆုံးသေးပဲကြံရှိနေတဲ့မင်းကုန်းပထိုးတော်ကြီးဟာမြမပြည်သူကလက်ရရဲ့ကြီးကျယ်မှုကိုပြသနေသလိုအဲ့ဒီပထိုးတော်ကိုဘာကြောင့်ရုတ်တရက်ရန်နာခဲ့ရတယ်လဲဆိုတဲ့ရှုပ်ဝှက်ချက်တွေနဲ့ပြည့်နှက်နေပါရယ်။ ဘိုးတော်ဖေဟာပဒုံမင်းဟာဒီပထိုးတော်ကြီးကိုကဘာမှအကြီးဆုံးဖြစ်စေဖို့ရည်ရွယ်ခဲ့ပေမဲ့ဆောက်လောက်ရေးကရုတ်တရက်ရက်ဆိုင်သွားခဲ့ပြီးဘရင်ကိုယ်တိုင်လည်းမင်းကုန်းဒေတာကိုစွန့်ခွာသွားခဲ့ပါတယ်ဘိုးတော်ဖေဟာပထိုးတော်ကြီးပြီးစီးသွားတာနဲ့နန်းတော်ပြိုလဲမယ်လို့ဟော်ဂင်ထုတ်တယ်နန်းတော်နဲ့အစိုးရကိုလိုက်ချောင်းလန့်နေတဲ့ပညာရှင်တဦးရဲ့အဆိုကိုကြောက်ရွံ့ခဲ့တာကြောင့်စွန့်ခွာခဲ့တာဖြစ်ပါတယ် ီပညာရှင်ဟာဘရင်ဆန္ဒကိုစန့်ကျင်ပြီးထူးဆန်းတဲ့အစွမ်းတွေနဲ့နန်းတော်မှာပယောဂတွေပြုလုပ်ခဲ့တဲ့အတွက်ဘိုးတော်ဖရာဟာမင်းကုန်းမှာဆက်နေဖို့မဝင်ရဲတော့ပဲစောက်လုံရေးကိုရက်ပြီးအမရပူရနန်းတော်ကိုပြန်လဲပြောင်းရွှေ့သွားခဲ့ပါတယ်ဒီလိုပါပဲကျွန်တော်တို့ဖော်ထုတ်ခဲ့တဲ့အချက်ရှိချက်ကလည်းမြန်မာနိုင်ငံရဲ့တမိုင်းအဖြစ်ပြက်တွေဟာကျွန်တော်တို့သိရှိထားတဲ့အထက်အများကြီးပိုပြီးနှံ့နေနေပါသေးတယ်။တရေခိတရာရဲ့ပျောက်ဆုံးနေတဲ့ရန်တနာတွေကဆလို့မင်းကုန်းပထိုးတော်ကြီးကိုစွန့်ခွာသွားစေခဲ့တဲ့ပညာရှင်ရဲ့ဇလန်းတွေအထိအပြေမထွက်သေးတဲ့ပခေလိတွေဟာ ီမျိုးဟောင်းတွေရဲ့အုံမြစ်တွေအောက်မှာသာဗရာမြုပ်နှံထားစေပါတမိုင်းဝင်အမွေနှစ်တွေရဲ့အမောင်ကျူးတွေမှာပုံးကွယ်နေတဲ့ဒီရှုပ်ဝက်ချက်တွေကိုဘသူကဘယ်တော့ဖော်ထုတ်မလဲဆိုတာကတော့ရှင်ခုံစရာအကောင်းဆုံးမိန့်ခွန်းတစ်ခုအဖြစ်ကြန့်ရှိနေပါလိမ့်မယ်